မင်္ဂလာပါကျွန်တော်တို့အားလုံးဟာဘဝခီးလမ်းမှာ မတူညီတဲ့အိမ်မက်တွေမတူညီတဲ့ပန်းနိုင်တွေနဲ့ရှေ့ဆက်နေကြသူတွေပါဒါပေမဲ့ပန်းနိုင်စီဥတီတဲ့လမ်းတိုင်းမှာအခက်အခဲဆိုတာမဖြစ်မနေရှိနေပါတယ်သင်ဟာကိုပိုင်စီးပွားရေးတစ်ခုကိုစတင်တဲ့အခါစာမေးပွဲတစ်ခုအတွက်စူးစမ်းနေတဲ့အခါဒါမှမဟုတ်ကိုယ့်ရဲ့စွမ်းရည်တစ်ခုကိုမြင့်တင်နေတဲ့အခါမျိုးမှာစိန်ခေါ်မှုတွေရှုံးနိမ့်မှုတွေနဲ့ ဘဲပြိုကျမှုတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ဒီအချိန်ဟာတင်ဘသူလဲတင့်ရဲ့ပန်းတိုင်ကဘလောက်လိုချင်လဲဆိုတာစစ်ဆေးတဲ့အချိန်ပါပဲ။ဒီနေ့ကျွန်တော်ပြောချင်တာကတော့ဘလို့အချိန်နေမျိုးမှာပဲဖြစ်ဖြစ်ရက်တန့်လိုက်ဖို့လုံးဝမဖြစ်နိုင်တဲ့အကြောင်းရင်းတွေအကြောင်းပဲဖြစ်ပါတယ်။လူတိုင်းဟာစတင်ဖို့လွယ်ကူပါတယ်။စိတ်အားထက်သန်မှုအပြည့်နဲ့စတင်လိုက်ကြတယ်။ဒါပေမဲ့တကယ့်ဆွမ်းအားကိုပြသတဲ့အချိန်ကတော့ ဆက်လက်လှုပ်ဆောင်နိုင်စွမ်းပါပဲ။အောင်မြင်မှုနဲ့မအောင်မြင်မှုကြားကခြားနာချက်ဟာအစွမ်းအစမှာမဟုတ်ပဲရက်တန့်သွားခြင်းနဲ့ဆက်လက်တောင်းခံခြင်းမှာပဲရှိပါတယ်။ဘဝဟာတင့်ကိုစမ်းသက်တဲ့အခါပန်းနိုင်ဟာအဝေးကြီးမှာရှိနေသလိုခံစားရတဲ့အခါအာအင်ကုန်ခန်းတယ်လို့ထင်တဲ့အခါအဲ့ဒီအခြေအနေမှာဆက်လျှောက်နိုင်သူတွေကသာသူတို့လိုချင်တာကို ရရှိကြတာပါ။ဒီခီးမှာတင်ဟာ ရက်တက်လိုက်တာနဲ့တပြိုင်နက်တင့်ရဲ့အိမ်မက်အားလုံးဟာရေထဲကိုညှောသွားပါလိမ့်မယ်တင့်ရဲ့ခီးလန်းမှာအရှုံးတွေနဲ့လေးပြုံမှုတွေရှိလာနိုင်ပါတယ်အချိန်ပေါင်းများစွာမှားယွင်းနိုင်ပါတယ်ဒါပေမဲ့အရှုံးဆိုတာတင့်ရဲ့အဆုံးသတ်မှတ်တိုင်မဟုတ်ပါဘူးအရှုံးဆိုတာနောက်တစ်ချိန်ဘယ်လိုပုံစံနဲ့မလုပ်သင့်ဘူးလဲဆိုတာကိုပြသတဲ့တင်ငန်းစာတစ်ခုသာဖြစ်ပါတယ်ကဘာပေါ်မှာအကြီးကျယ်ဆုံးသောအောင်မြင်မှုတွေဟာအကြီးကျယ်ဆုံးသောမအောင်မြင်မှုတွေရဲ့အောက်ကနေ အောက်ဖွာလာခဲ့တာပါ။သင်ဟာလဲကြတဲ့အခါတိုင်းအဲ့ဒီအတွေ့အကြုံကနေဘာတွေသင်ယူခဲ့လဲဆိုတာကို ပြန်သုံးသပ်ပါ။သင်ယူပြီးတဲ့နောက်စိတ်တက်ကြနေဖို့အချိန်မရှိပါဘူး။လဲကြတဲ့မြေပြင်ကနေခွန်အားယူပြီးပြန်ထဖို့သာအချိန်ရှိပါလေ။ရက်တန့်ခြင်းနဲ့စိတ်ကူးဟာသင်စိတ်ထဲကိုဝင်လာတဲ့အခါသင်ရဲ့အတွင်းစိတ်အင်အားကို ပြန်လည်ရှာဖွေပါ။သင်ပါကြောင့်ဒီခီးကိုစခဲ့တာလေ။သင်ရဲ့ပန်းနိုင်ကပါလေ။သင်ဟာ ဘသူတွေအတွက်ဒါကိုလုပ်နေတာလဲအဲ့ဒီမူလအကြောင်းရင်းတွေကိုပြန်လည်အမှတ်ရလိုက်ပါဒီရာဟာတင့်ရဲ့အားနည်းတဲ့အချိန်တွေမှာတင့်ကိုဆက်လက်မောင်းနှင်ပေးမယ်အကြီးမားဆုံးသောတွန်းအားတွေဖြစ်ပါတယ်တင်ဟာမင်းသားဒါမှမဟုတ်မင်းသမီးတပါးလို့မွေးဖွားလာခဲ့တာပါတင့်ရဲ့ကံကြမ္မာကိုကိုယ်ပါတာဖန်တီးပိုင်ခွင့်ရှိသူပါအားလုံးထက်အရေးကြီးဆုံးကတော့တင့်ကိုတင်ယုံကြည်ဖို့ပါပဲတင်ဟာ ီစိန်ခေါ်မှုတွေကိုကြော်လွားနိုင်တယ်ဆိုတာကိုတင်ကိုယ်တိုင်အရင်ဆုံးသိနေရပါမယ်။ကြီးမားတဲ့ပန်းတိုင်တစ်ခုကိုတပြိုင်နက်ကြည့်လိုက်ရင်ကြောက်စရာကောင်းပြီးရက်တန့်ကျင်စိတ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်ပန်းတိုင်ကိုတင်းငယ်တဲ့ခြေလန်းလေးတွေအဖြစ်ခွဲချမ်းလိုက်ပါ။ဒီနေ့မလုပ်မလဲ။ဒီတနားရီမှာမလုပ်မလဲဆိုတဲ့မေးခွန်းတွေကိုသာအာရုံစိုက်ပါ။တကြိမ်တည်းနဲ့ကြီးမားတဲ့အရာတစ်ခုကိုမမျှော်လင့်ပါနဲ့။နေ့စဉ်နေ့တိုင်းလီကထစ်တထစ်ချင်းစီတက်နေသလိုပဲအနှဲငယ်ချင်းသာစူးစမ်းပါ။ ဒီနေ့လှုပ်ဆောင်ရမယ်တင်းငယ်တဲ့အရာလေးကိုအောင်မြင်အောင်လှုပ်လိုက်ပါမနှက်ဖြန်ကြရင်နောက်တစ်ဆင့်ကိုဆက်တက်ပါဒီလိုနေ့စဉ်တိုးတက်မှုလေးတွေဟာရည်ရှိမှကြီးမားတဲ့အောင်မြင်မှုအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်အချိန်ဟာကျွန်တော်တို့အားလုံးအတွက်တန်ဖိုးအရှိဆုံးအရင်းမြစ်တစ်ခုဖြစ်ပါတယ်တင်းရက်တက်လိုက်တဲ့အခါတင်းဟာအချိန်ကိုဆုံးရှုံးလိုက်တာပါတင်းမကြိုးစားပဲဖြုံးလိုက်တဲ့စက္ကန့်တိုင်းဟာတင်းရဲ့ပန်းတိုင်နဲ့ပိုပြီးဝေးကွာသွားစီပါတယ် အခုချိန်မှာသင်ခံစားနေရတဲ့ပင်မန်းရနေမှုစိတ်ပြက်အားငယ်မှုတွေဟာခဏတာတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီခဏတာစိတ်ပြက်မှုကြောင့်သင်လွတ်လျှောက်လိုက်ရမယ်ဆိုရင်နောင်တရခြင်းဆိုတဲ့နာကျင်မှုကတော့ဘဝတစ်လျှောက်လုံးတင့်နောက်ကနေလိုက်နေပါလိမ့်မယ်ဘဝရဲ့အကောင်းဆုံးဆုလက်တွေဟာကြာရှည်စွာဆက်လက်တောင့်ခံသူတွေအတွက်သာဖြစ်တယ်ဆိုတာကိုအတိအယပါသင်ဟာကိုယ့်အတွက်သာလုပ်နေတာမဟုတ်ပါဘူးသင်ရဲ့အောင်မြင်မှုဟာသင်ပတ်ဝန်းကျင်က ချိတ်ရသူတွေအတက်ပါအကျိုးသက်ရောက်မှုရှိပါတယ်။တင့်ရဲ့အောင်မြင်မှုကတင့်မိသားစုရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်။တင့်ရဲ့ဇွဲလုံးလာကတင့်ရဲ့ရင်သွေးတွေကိုစံနမူနာကောင်းပြသရာရောက်ပါတယ်။တင့်ရဲ့ဇလံကအခြားသူတွေကိုလည်းအားကျစေပြီးလှုပ်ဆော်ပေးနိုင်ပါတယ်။ဒါကြောင့်ရက်တန့်ချင်တဲ့စိတ်ပေါ်လာတိုင်းတင့်ကိုအားပေးနေတဲ့မျက်နာတွေကိုမြင်အောင်ကြည့်ပါ။တင့်လက်လျှော့လိုက်ရင်အဲ့ဒီလူတွေကိုပါစိတ်ပြက်စေသလိုဖြစ်သွားမယ်။တင့်ရဲ့ပန်းတိုင်းဟာ တင့်ရဲ့ကိုပိုင်ရည်ရွယ်ချက်ထက် ပိုပြီးကြီးမားနေတယ်ဆိုတာကိုနားလည်လိုက်ပါ။ဒါကြောင့်ဒီနေ့ကျွန်တော်ခိုင်မာပြတ်သားစွာ ပြောပါရစေ။ခဏတာအနားယူတာအာအင်ပြန်ဖြည့်တာဟာလိုအပ်ပါတယ်။ဒါပေမဲ့လက်လျှော့လိုက်ဖို့ရက်တန့်လိုက်ဖို့လုံးဝမစင်စားပါနဲ့။နာကျင်မှုဆိုတာခဏတာပါ။ဒါပေမဲ့လက်လျှော့လိုက်ခြင်းရဲ့နာကျင်မှုကပိုပြီးဆိုးရွားပါတယ်။အခုအချိန်မှာတင်ခံစားနေရတဲ့ဖြစ်အားတွေကတင့်ကိုပုံမကြန့်ခိုင်လာအောင်ဟန်တီးပေးနေတာပါ။ ဆက်လက်တိုက်ပွဲဝင်ပါအားစိုက်ထုတ်လိုက်ပါရှစ်ဆက်ပါရက်တန့်လို့မရဘူးဆိုတော့စကလုံးဟာတင့်ရဲ့နှလုံးသားထဲမှာအမြဲတမ်းပဲ့တင်ထက်နေပါစေတင်ဟာဒီခီးကိုအဆုံးတက်နိုင်စွမ်းရှိသူဖြစ်ပါတယ်စတင်ခဲ့တဲ့အတိုင်းအဆုံးထိတိုင်းအောင်မြင်စွာရည်တည်ပြလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်